ကဒီနေ့ကျွန်တော် reason လုပ်ရှင်တဲ့ video file ကတော့ရိုးပြက်တော့ကတောက်ခေါက်တန်တော့မဟုတ်ပါဘူးအရေးချုံရဲ့တောက်ခေါက်တန်ပါနော်သူစိတ်သက်အလုံးထိတဲ့အတိုင်းငပောက်တို့နော်အဲဝီလာတူတို့ရဲ့တပြည့်ပေါ့အရေးချုံသူစိတ်သက်ဘာတွေပောက်ကွမ်းနေလဲဆိုတာကြည့်ပါပါအလုံးတော်မြို့မြမင်္ဂလာပါဗျဒီနေ့ဟာတောင်းတော်ရ69ခုနှစ်တရင်ကျော်လာပြည့်ကျော်ကိုရဲ့ဘာသာတော်ပြကရနေ2025ခုနှစ်အောက်တိုဘာလ 15ရက်ဘုလူနေ့ဖြစ်ပါလေဗျ။ဒီနေ့အရေးကြီးတဲ့တော့ဟိုမော်လမြိုင်မြို့မှာမော်လမြိုင်တရင်ပေါ့နော်မော်လမြိုင်မှာမော်လမြိုင်မြို့ပေါ့နိုင်ရင်စာတင်တိုက်နိုင်ရင်စာတင်တိုက်နဲ့နောက်တစ်ခါနောက်ထပ်ပုံကြောင်တစ်ကြောင်ပေါ့။ကျောင်းတစ်ကြောင်ကြားမှာရှိတဲ့အိမ်တွေပေါ့နော်အိမ်အလုံး20ကျော်ကိုနိုင်ငံတော်ဆွေးနွေးစီမံပိုင်ခွင့်ရှိတဲ့မြေဆိုပြီးတော့ဒီကနေ့မနက်9:00နာရီမှာရဲအင်အားအာလုံချွေးနဲ့အကြမ်းဖက်နေနေအဖွဲအပြာဝက်အဲနောက်တော့စီပင်အဆရှိတဲ့အင်အားသုံးပြီးတော့လာရောက်ပြီးတော့ ရှုပ်ခွဲဟာပေါ့ဖြက်စီဖြက်ကြတယ်ပေါ့နော်ဘာလို့ဖြက်တာလဲဟမ်ဟမ်ဟမ်ပြောမယ်ဇာကလာရောက်ပြီးတော့အဲဖြက်ဖြက်ဖြက်စီဖြုတ်ခွဲအစတစ်ဖြက်အဲဇကလုံးတော့မှားမှဆိုးတာနော်အဲ့လိုကြည့်ဇကလုံးတော့မှားမှကြောက်တာဆိုတော့ဒီမြေတွေဒီဟိုငကိုတွေကဘိုးစင်ပေါင်းဆက်နေလာတာမှန်ပေမဲ့အဲပိုင်ခဲ့တဲ့မြေတွေတော့မဟုတ်ဘူးနိုင်ငံအစိုးရစီမံပိုင်ခွင့်ရှိတဲ့မြေစီမံပိုင်ခွင့်ရှိတဲ့မြေမို့လို့ဒါကိုဖြက်တာအဲ့ဒီလိုဖြက်တာကိုမကန့်ကွက်ဘူးလက်ခံတယ်အဲ့နေရာမှာ ကျောင်းလေးကန့်ကွက်လို့တော့မရဘူးလေကန့်ကွက်လို့တော့မရဘူးကန့်ကွက်ရင်ကျောင်းကန်ထိမှာကိုကန့်ကွက်လို့တော့မရတဲ့ဟာကြီးဟုတ်တယ်မလားအဲ့တော့မကန့်ကွက်ဘူးလို့ပြောရတာပေါ့နော်အဲ့ဒီအလုပ်တွေကို NND အစိုးရလှုပ်ကြည့်ပါလားအဲ့ဒီစကားပြောမလားဟမ်အဲ့ဒါပဲအဲ့ဒီစကားပြောမလားအန်နီအစိုးရလောက်ကြည့်နိုင်ရင်စာတင်လိုက်တဲ့ကနေပြီးတော့ဓာတ်ပုံဗီဒီယိုမှတ်တမ်းရိုင်းမိတယ်နိုင်ရင်စာတင်လိုက်တဲ့ဦးစီးပရဏနိုင်ကဆက်ရတော့ကိုခရင်အုပ်ချုပ်ရေးမှုဆိုသူကဓာတ်ပုံဗီဒီယိုရိုက်လို့ဆိုပြီးတော့ချက်ချင်းဖမ်းချုပ်ချက်ချင်းလက်ထိတ်ခတ်အဲ့ဒီဖုန်းသိအဲ့ဒီဖုန်းနေပြီးတော့ပို့ဆိုတော့ဒါလေးကိုပြောချင်တာပါ ပြည်နယ်ကမွန်ကြီးနယ်ကခိုင်အုပ်ချုပ်ရေးမှုပေါ့နော်ကဲကြားတယ်နော်စာတင်တိုက်ခဲ့တိုက်ဟုတ်ဆရာတော်ပေါ့နော်ဒီလိုပုံစံမျိုးတော်မှချက်ချင်းလက်ထိတ်ခတ်ပြီးတော့ဒီဖုန်းလေးဗီဒီယိုရိုက်ပြီးလို့စဉ်းစားကြည့်နော်အဲ့ဒါပဲအဲ့တော့မင်းတို့အားပေးနေတဲ့ဘက်အချမ်းရဲ့လှုပ်ရမင်းတို့ခံခံနော်မကြီးညာနဲ့ဘယ်သူမှမတနာဘူးအဲခင်ဗျားတို့လှုပ်တဲ့ဒီနိုင်ငံတော်စီမံပိုင်ခွင့်ရှိတဲ့ ရည်မှုလို့ဒါဥပဒေအရအင်အားသုံးပြီးတော့ပဲဖြက်ဖြက်အင်အားမသုံးဘဲနဲ့ပဲပြအဲ့ဒါကိုစိတ်ဝင်စားပါဘူးလူတိုင်းကဒီချိန်မှာလက်ထက်မှာဖုံးကန်ကြတာလीအဲ့တော့ဘာပဲဖြစ်ဖြစ်မှတ်တမ်းမှတ်ရလေးတွေရိုက်မိကြတာလည်းရှိနေမယ်အခုမှတ်တမ်းရိုက်တယ်ရိုက်မိတယ်ဆိုတဲ့ဆရာတော်ကလည်းတာမန်ဆရာတော်မဟုတ်ဘူးအမျိုးသားကြီးဆရာတော်ပြောနိုင်ရင်စတင်တိုက်ခဲ့ဆရာတော်ကိုယ့်ရဲ့နောက်ကျောင်းတမိုင်နောက်ခံတမိုင်အောင်လည်းခင်ဗျားတို့စုံစမ်းကြည့်အောင်ပြဆွတ်ယူပြီးတော့မလုပ်ကြနဲ့နော်အဲ့တော့နိုင်ရင်စတင်တိုက်ခဲ့ဆရာတော်ကနေပြီးတော့မှတ်တမ်းရိုက်မိတဲ့အတွက် ဒါကိုအရှင်ဗျာမှတ်တမ်းရိုက်ခွင့်မရှိပါဘူးဗျာတပြိတော်လိုနိုင်ငံတော်စီမံပိုင်ခွင့်ရှိတဲ့မျိုးဥပဒေအရလုံထုံးလုံကြီးတွေနဲ့အညီလှုပ်ဆောင်နေတာပါလို့ရိုးရိုးတည်းတည်းရှင်းထားရင်ရပါတယ်ဗျာဟုတ်မှတ်တမ်းအောင်ဘာဖြစ်လို့ရိုက်ခွင့်မရှိတာလဲဟမ်အဲ့လောက်လေးတောင်မှပြည်သူတိမှကြောက်တယ်ပေါ့လူတိမှကြောက်ပြီဆိုတဲ့ကဘာဖြစ်လို့လဲမယိုးသားလို့ပေါ့ရှင်းရှင်းလေးယိုးသားတဲ့လှုပ်ရက်လှုပ်တဲ့အဖွဲအစည်းဆိုရင်ကြိုက်တာဟာတိဘာမှဂရုစိုက်စရာအကြောင်းမရှိဘူးမှတ်တမ်းရိုက်ခွင့်တော့မရှိတဲ့လူ ဆိုပြီးဆိုရဲသူတို့ရဲ့မယိုးသားမှုရှိလို့အဲ့ဒါရှင်းနေတယ်ဟုတ်တယ်နော်ယိုးသားမယ်ပွင့်လင်းရမယ်ဆိုရင်ဘာမှမကြိုက်တဲ့လူတိတယ်ဟုတ်တယ်လေဒါဟာသူတို့ပိုင်တဲ့နေမှုနိုင်ငံပိုင်တဲ့နေမှုလို့ဖြစ်တယ်ဘာမှဟိုကွယ်ဝှက်ထားစရာမရှိဘူးလေအဲ့တော့မှတ်တမ်းတော့ရက်ခွင့်မရှိဘူးဆိုရဲဘာဖြစ်လို့လဲမယိုးသားလို့ဒါပေမဲ့အဲ့ဒီနေရာမှာအန္တနီအစိုးရလုပ်ကြည့်ဒီရေချုံတွေဘာပြောမလဲဟာဒီလိုမျိုးဗီဒီယိုလေးထိုင်ပြီးရိုက်နေမယ်ထင်လားလမ်းပေါ်ရောက်လာပြီးမယိုး လုံးကြည့်ခင်ဗျားတို့ကအခုတော့အခုချက်ချင်းပဲဒီစရာတော့ကိုဖမ်းချုပ်လိုက်လက်ထိတ်ခတ်ပလိုက်ဘုံကိုနေပြီးတော့ပို့ပလိုက်ဆိုတော့ဒီစရာတော့ကဘာလို့လဲနိုင်ငံတော်အင်ဂျင်အေဂျင်ကြီးရရအေဂျင်တရားကြီးတရားဥပဒေစွန့်မှုကြီးဘာတွေများဒီစရာတော့နောက်ရှက်နေလို့လဲခင်ဗျားဆွတ်ဆွမလုံးနဲ့ဗျာလက်ရှိအစိုးရသွားနေတယ်မဟုတ်ပါရန်နံငါးတွေနဲ့ဒိတ်တိုက်တွေ့တဲ့အလုပ်ကိုမလုပ်ဘူးရှောင်းနေအလို့ဘာသာသာသနာဆိုပြီးတော့ဥတီထားတယ်တက်မတော်ဒီအမျိုးသားကြီးကိုသစ္စာမပေါ့ဆိုပြီးတော့အဲဟုတ်တယ် အမျိုးဘာသာသနာဥဒိဋ္ဌရဲ့တမတော်ဒီအမျိုးသားရုပ်တစ္ဆာပေါ့ဆိုပြီးတက်ချုပ်ကြီးကနေပြီးတော့မှဗလီတဲတဲ့ဂွီအဲအမှုကြောင့်မပြောရဘူးအချက်ချင်းကလားနဲ့အမျိုးတော်သွားတာတသလုံးကလားကလားဆိုပြီးဆဲလာတာနော်အဲ့ဒီဗလီယာရှင်ကဘယ်အစ္စလမ်ဘာသာဝင်မှတန်ဖိုးထားတဲ့ဗလီမဟုတ်ဘူးဘာဖြစ်လို့လဲသူတို့ဘာသာကိုအတုံးချတာလေဟိုမှာကျွန်တော်အောက်ထောက်လာမှတ်ထားတဲ့အစ္စလမ်ဘာသာဝင်တယောက်ဆိုနော်တက်လမ်းတက်ဘူးတဲ့နော်ဒီဟာအစ္စလမ်ဘာသာအဝင်အပေါ်စေတနာရှိတဲ့ ရှိလို့စောက်ပေးတဲ့ဗလီမုတ်ဆိုတာလူတိုင်းသိတယ်။ तू ကိုဂျိုးအမျက်အတွေ့ဘာလုပ်တာလဲ။ဟမ်အပေါင်းချလား။လူများဘာသာတရားကိုအပေါင်းချလား။အဲ့တော့အစ္စလာမ်ဘာမြန်မာလူမရှိအစ္စလာမ်ဘာသာဝင်အကောင်းအထည်ကသူတို့ဘာသာဟာသူများအပေါင်းချခံဘာသာမဟုတ်ဘူးဆိုတာ။နော်။အဲ့တော့သူစိတ်ကြလို့ ဘာဖြစ်လဲအမျိုးပါတော့ဥဋ္ဌိတာလေလေယူတော်မှာဘလီးစားမှကြတော့မင်းတို့ကြိတ်နေအော်ကွာငါစိတ်ကြည့်တော့ကွာမင်းတို့ကြိတ်နေရှိတယ်ခေါင်းထဲမှာလည်းအဲ့လိုမျိုးတွေရှိတယ်အဲ့အတွက်ရဟန္တာကြီးနဲ့ထိတ်ထိတ်တွေ့မယ်အလုံမျိုးမှာအများကြီးအများကြီးရှောင်ကြတယ်ဒါပေမဲ့အောက်ခြေကလူတွေရှောင်လို့ရှောင်လို့ရှောင်ရှောင်လို့နေပြည်တော်မှာဘာအစ်ဘာအစ္စလမ်ဘာရာဝင်မှမရှိတဲ့နေပြည်တော်မှာရှောင်လို့ဘလီတယ်ပေးတာဘလီတော်တစ်လုံးမဟုတ်ဘူးလေဗျာနှလုံးနဲ့ဟမ်မမသားကြီးကိုယ်အတံမထွက်အဲ့ဒီနေရာမှာ မင်းအောင်နိုင်နေရမှာဒေါ်အောင်ဆန်းစုကြည်တာနေပြည်တော်မှာအဲ့လိုဗလီဆောက်ပေးကြည်စမ်းဘာပြောမယ်ထင်တယ်ဆိုတော့ဓာရီဟာတင်ငန်းတာခြုံထားပေမဲ့တန်ဃာနဲ့ဝိနည်းနဲ့ညီဖို့ဆိုတာအဝေးလူတို့တော့တတ်မှတ်လို့ရတဲ့ဟာတွေမဟုတ်ဘူးချင်းချင်းလေးပဲဒီတော်လှန်ရေးပြီးတဲ့နေ့အဲ့ဒီအရေးခြုံတွေကိုအကောင်လုံးတန့်ရှင်းနိုင်ရမနေနော်သာသနာပြုမင်းဆိုတာအဲ့ဒီချိန်ပေါ်မှာမယုံကြည်လိုက်ဘာဖြစ်လို့လဲ မြန်မာပြည်မှာကြည်စာတင်ဝင်းနေဖုန်ကြီးတောင်းတွေမှာကြွကြည်ထမိန်တန်းနေအင်ဂျီတန်းနေနှလုံးတိုင်းနေသုံးလုံးတိုင်းနေဖဲဝိုင်းနေအာမွေစင်ဝါတွေအောင်ရှိတယ်ဟမ်စုတ်ပြတ်တက်ဗျောင်းကလန်းစင်ဗျောင်းတက်နေတယ်ဒါတွေကိုဒီအာနာရှိတဲ့တိုင်ဝမ်ရဲ့မတည်ဘူးလားမတည်တယ်အကုန်တည်တယ်ရန်ကုန်မှာဘယ်ဖုန်ကြီးကဘာလုပ်နေလဲဘယ်ကျောင်းထဲကဖုန်ကြီးကဘလို့မိမ့်မရှုပ်ထားတဲ့ဘယ်ဖုန်ကြီးကဘလို့တောက်စားမှုကြီးဘလို့စီးပွားရှာနေတယ်အကုန်တည်တယ်ထောင်လိုက်ရအကုန်ရထားတယ်အချက်လက်အကုန်ရှိတယ်ဒါနဲ့ဘာလို့တာအဲ့အချက်လက်ကြီးကင်ထားတယ် ခင်ဗျားတို့မလုံနဲ့တော့လှုပ်ရင်ဟမညစ်ပလိုက်မယ်တွေ့တယ်မလားခိုင်းတဲ့အတိုင်းလှုပ်ကျုပ်တို့အစိုးရကိုဟမ်နန်အော်ဝေးသံအမျိုးဘာသာသာသနာသာသနာပြုမင်းအော်လင်းအဟုတ်ပါရဲ့သာသနာပြုမင်းပါတခိုင်းမင်းအောင်လဲအမေဟမ်အဲ့ဒီအွက်ဒီဟမ်အေးအဲ့ဒါလာမယ်မပူနဲ့ဒီတော်လန်ရဲ့အလွန်မှာဒုံနှပဝစ်တာတော့တပ်ပေါက်ခဲ့နေတဲ့ကောင်ဖမ်းပြီးထောင်ချောက်ရအောင်ဥပဒေပြုခိုင်းမယ်လွတ်တော်ပါနော်ဘာဖြစ်လို့လဲအဲ့ဒါမှသာသနာတန့်စင်းမှာ တင်ငန်းဝင်ပြီးကိုကိုဟိုကျေးဇူးရှင်လို့လို့ဖမ်းပြီးတော့သူတို့ကပဲဟိုအထက်တန်းစားငါတို့ပြောတဲ့စကားကိုနားထောင်ရမယ်ငါတို့တာစီကြီးမြတ်တူတွေအဲ့ဒါအရေးကြီးဝါဒနော်ဗုဒ္ဓဝါဒမှာအဲ့ဒီအကျင့်စရိုက်မရှိဘူးတန်ခါဆိုတာအကျင့်128ဆိုအကျေကလေး900တန်ခဝိနည်းနဲ့ညီဘလို့နေရတယ်ပြောနေဆိုနေလုံနေကင်နေတဲ့ပုံတွေအဲ့ဒီတူစိတ်သားလို့ငဝီတို့ငပောက်တို့တန်ခဝိနည်းနဲ့ညီတာ လူဝိကြောင်တဲ့တော့မညီဘူးသူတို့ထက်တိတ်ခါတမာရတည်ကြည်မှုရှိတဲ့လူဝိကြောင်တွေအများကြီးရှိတယ်ယဟန်ပညာရှိလူပညာရှိဆိုတဲ့နေရာမှာလူပညာရှိတယ်နော်အဲ့တော့ဒါတွေကဘာလဲဆိုတော့တင်ငန်းကိုကာပါလုပ်ပြီးတော့လုပ်ချင်တိုင်းလုပ်ခွင့်ဒါကိုပြောညံ့တဲ့လူတွေကဘာပြောလဲဟာနေပါစေလူမယုတ်တင်နေတင်ငန်းကိုယူလိုက်ပါလေဟမ်မယုတ်တင်နိုင်ဘူးမင်းတို့တင်ငန်းယူသေးခြင်းဘယ်ငရဲလိုက်ွားတော့ခုမှဒေဝရအမှုကြီးတယ်နော် ဒေဝရကိုမျိုးတဲ့စေဟဲလူမျိုးမျိုးမတင်ငန်းမမျိုးပါနဲ့တင်ငန်းနဲ့ခဏချုပ်ပါလို့လုံသွားတာမဟုတ်ဘူးဒေဝရမျိုးမျိုးတဲ့စေမှာအဲ့ဒီတင်ငန်းနဲ့မမျိုးသွားတာအဲ့တော့မြတ်စွာဘုရားကလည်းဟောတာပြီးတင်ငန်းကိုလူမျိုးတင်နေပါတင်ငန်းကိုယူတယ်ဟောမြတ်စွာဘုရားမမိတ်ထားဘူးနော်အဲ့လိုလူတွေကဘာလဲအဲ့ဒါသာသနာဖြစ်တယ်ကိုလမ်းဖွင့်ပေးတဲ့စကားတွေတင်ငန်းဝင်တင်ငန်းဝင်ပုံကုန်နဲ့ညီမျှတဲ့အကျင့်စာတိတဖြစ်အောင်နေရမယ်လေမနေနိုင်မဝင်နဲ့ ဘယ်သူမှတင်ညာဝက်ကမယ်အတင်းအတမိုက်ဈိုက်ပုတ်ပြီးဝက်ဝက်မခိုင်းဘူးနော်အိုးစစ်ဘူထံဥပဒေလိုမျိုးတင်ငန်းဝင်ဥပဒေဆိုပြီးတော့ရိုက်ပုတ်ပြီးဝတ်ခိုင်းရတာမဟုတ်ဘူးကိုတဘောနဲ့ကိုဆန္ဒရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့ကတော့ရှင်းတယ်အတုအယောင်ဆိုရင်ဘာမှလက်မခံနိုင်ဘူးခင်ဗျတင်ငန်းချုပ်လို့မကတော့ကြိုက်တာချုပ်နော်အတုအယောင်ကအတုအယောင်ပဲတန်ငါမှန်တန်ငါနဲ့နေကျွန်တော်တို့ကိုးကွယ်တာဒီတင်ငန်းချုပ်ကိုကိုးကွယ်တာမဟုတ်ဘူးယတနာထိုက်တဲ့တန်ကာကိုကိုးကွယ်တာနော်တန်ကံတရဏံကိစ္ဆာမိတင်ငန်းချုပ်တရဏံကိစ္ဆာမိမဟုတ်ဘူး ဒါကြောင့်မလို့ဒီလိုအရေးကြုံမျိုးတွေကိုတော်နိုင်ပြီးတဲ့နေ့တိုင်းစောင့်ကြည့်ပါနော်အဲ့ဒါပဲအဲ့တော့အထက်ကလူကြီးတွေကြည့်တယ်တပည့်မကောင်းရှေ့ရကောင်တာသူမကောင်းမိပါကောင်အခုဝန်ပြီးနေခရိုင်အုပ်ချုပ်ရေးမှုနာမည်ကတော့မသိသေးဘူးစုံစမ်းနေတယ်ပေါ့နော်အဲ့ဒီခမည်းလောက်ထားနေတယ်အထက်နိုင်ငံတော်လူကြီးတွေကသွားပြီးတော့ခလုတ်တိုက်တယ်နိုင်ငံတော်အာအာအာတိရမလားတော်ကီရီနော်ဒေါက်ဆန်းစုကြည်သာအခုလိုလောက်ကြည့်စမ်းဟမ်အဲ့ဒီအောက်ကအခုစကားမျိုးပြောမလာ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 း မပြောပါဘူးဟုတ်တယ်နော်အဲ့တော့တွေကကြည့်လေဟမ်တိတ်ခါရှိတဲ့ပုံကူလားတိတ်ခါမဲ့တဲ့ပုံကူလေးလားအဲ့တော့ကျွန်တော်တို့ကိုးကွယ်တဲ့တန်ခါတရဏံကိစ္စာမိဆိုတာအလကားတဲ့တန်ခါကိုတရဏံမိကိစ္စာမိလို့တော့မဟုတ်ဘူးတိတ်ခါရှိလို့တန်ခါတရဏံကိစ္စာမိလို့ခံရတာနော်အဲ့တော့ဒီလိုဟာမျိုးတွေကိုတရဏံကိစ္စာမိလို့လို့မရဘူးအဲ့ဒီတော်တာပြီးတော့ကောင်းကျင်းတယ်ခင်ဗျားတို့လှုပ်လိုက်တဲ့ကိစ္စဥပဒေနဲ့အညီနိုင်ငံတော်စီမံပိုင်ခွင့်ရှိတဲ့ညီမို့လို့လှုပ်တာကိုကျတို့ကလက်ခံတယ် နော်အဲ့ဒီပုံမှာခင်ဗျားတို့ရဲ့အပုအပြုအမူအပြောအဆိုဆိုင်ဆိုင်တာလေးတွေခင်ဗျားတို့ကိုယ်တိုင်ရည်ကြည်လိမ့်မှာပြန်မတက်ခဲ့ဘူးလားရန်တန်ကလည်းတွေ့ရင်ဘယ်လိုဆက်ဆံရမလဲဘယ်လိုပြောဆိုရမလဲလူကြီးတူမနဲ့တွေ့ရင်ဘယ်လိုဆက်ဆံရမလဲဘယ်လိုပြောဆိုရမလဲဆိုတဲ့ပုံစံတွေခင်ဗျားတို့မသိဘူးလားဟမ်ခင်ဗျားတို့လုပ်နေတဲ့အလုပ်နဲ့ခင်ဗျားတို့ဝတ်ထားတဲ့ uniform နဲ့အပေါ်မှာခင်ဗျားတို့အများကြီးသစ္စာရှိဖို့လိုတယ်ဝိထာရက uniform လုပ်နေတဲ့အလုပ်ကနိုင်ငံတော်ပေါ်တစ္ဆာဆောင်ပြရမယ်အလုပ်ဒါပေမဲ့အချမ်းပဲစိတ်တဲ့ PDF စိတ်တဲ့မွေးပြီးတော့ဟိုဒီမဲမဲမြန်ပတ်ကရန်တဲ့ ကော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 ပထွေးတွေကိုမပြောရင်မဆိုင်တဲ့ဖေးပါလှမ်းပြီးတော့ခလုတ်တိုက်နေပြန်တိုက်အဲ့လိုမျိုးလုပ်လို့တော့ကျွန်တော်မရဘူးနော်အေးကျတို့လည်းဒီရန်တန်ကတပားကိုဥပဒေမဲ့အခုလိုမျိုးအနာတုံးပြီးတော့အနိုင်ကျင့်လာမယ်ဆိုကျွန်တော်လည်းစောင့်ကြည့်နေတယ်အခုဆရာတော်ကိုခင်ဗျားတို့ကစောင့်ကြည့်နေနော်တို့တို့လည်းစောင့်ကြည့်နေတယ်ဘာမှမလုပ်စောင့်ကြည့်တာကျမတို့စောင့်ကြည့်တယ်လို့ပြောရင်ပုံမှန်တယ်သူစိတ်သားရဲ့တိလားကျမတို့လည်းစောင့်ကြည့်နေမှာလေလို့အဲ့လိုပြောရတယ်ကျွန်တော်ဒီတန်နဲ့လीတိလား ဟဲ့အဲ့နာမှာလိုက်တယ်တောင်းတာထိမ့်သိမ့်ထားတယ်ဆရာတော်ကိုပြန်လုပ်ပေးပါခင်ဗျားတို့တွေပြီးတော့ကျောင်းထဲမှာလက်နက်အပြည့်နဲ့လောလောဆယ်တက်ဆွဲထားတယ်ဆရာတော်ကဘာမှမပြောဘူးဒါကဥမာနိုင်ငံတော်စီမံပိုင်ခွင့်ရှိတဲ့မြေကိုအဲ့ဘောကအိမ်တွေကိုဖယ်ရှားနေတာဖြစ်တဲ့အတွက်လုံခြုံရေးအရာတက်ဆွဲထားတယ်လို့ကျတို့နားလေတယ် အဲအဲ့ဒီပုံမှာခင်ဗျားတို့ကအဲ့ဒါကိုခွင့်ကောင်းယူပြီးတော့ဆရာတော်ကိုဖမ်းချုပ်တယ်လို့အချင်းချင်းလက်ထိတ်ခတ်လို့နေပြီးတော့ဒီဖုန်းကိုပို့လို့ဒီဖုန်းပို့အောင်ပို့เสียအောင်နေပြီးတော့အထိတက်ဆစ်เสียမှာလို့ပါဘူးကြာအိုက်ဖုန်းလေးဖွင့်ဆက်စပ်ရိုက်ထားပါလေဆိုတော့ဓာတ်ပုံလေးဗီဒီယိုလေးတွေ့ရင်ဖြတ်လိုက်ပေါ့မရိုက်ထားဘူးမတွေ့ဘူးဆိုရင်မဖြတ်နဲ့ပေါ့ဒီလိုမျိုးတော့ဒီလိုလိုလုံးလုံးမရပါဘူးခင်ဗျာဥပဒေနဲ့ညီလုံးလုံးလုံးကြီးနဲ့လုံနေတာဖြစ်တဲ့အတွက်ဆိုရင်ပြီးနေတာကိုခင်ဗျားတို့ကလေလူကြီးတွေဖြစ်ပြီးတော့ဟမ်အဲကြည့်တဲ့မှုကိုသိအောင်သိတဲ့မှုကိုငယ်အောင်ငယ်တဲ့မှုကိုပပြအောင်ဆိုပြီးလုပ်ရမယ်နေရာမှာခင်ဗျားတို့ကอืมကြားရတော့ကြားရတော့တကယ် တကယ်ဟိုဘယ်လိုပြောမလဲစေတနာရှင်ကြီးတကယ်စိတ်ကောင်းတာကြီးတဲ့မှုတေးအောင်တေးတဲ့မှုပပအောင်သူတို့ပဲချမ်းသူတို့ပဲချမ်းပြောတာမတော်လို့ဒီဟာဒေါ်ဆန်းစုကြည်အစိုးရမှဖြစ်ကြည့်ပါလားပေထားညမာလေးပေါ့ဒီလိုမျိုးအစလိုက်ရှာနေတာမိတို့မိထမ်းပြီးငါတို့မှဗမာမတွေ့ဓမ္မတွေ့ပြီးဟဲ့ယောဟဲ့လာထားဆိုရှုမှာဟမ်ဟမ်ယိုးနေပြီအဲ့ကွက်တည်းတိတာနှစ်ချက်တမတ်ကွက်တည်းယိုးနေပြီပြည့်တဲ့မှုကိုကြည့်အောင်ကြည့်တဲ့မှုကိုပောက်ပွဲအောင်ထိမ့်မြအောင်အမိတ်ကစားပြတ်တတ်ပြီးလောက်ခင်ဗျရှောက်မလုံးနဲ့ဗျာ အမိုက်ကစားလက်ဦးမီးလောင်ပြည့်ရှိသေးတယ်ခင်ဗျားတို့တရားရုပ်ကတစ်ခုတစ်စိတ်ရှိရုပ်ကောက်ပဲဥပဒေနဲ့တော့တချင်းချောက်တယ်နော်ရုပ်ကောက်ပဲဥပဒေနဲ့ပွားပြီးတော့မချင်းချောက်နဲ့ရုပ်ကောက်ပဲဥပဒေကိုဘယ်မှမဆန့်ကျင်ဘူးနော်ရန်ရန်ရှင်လူပြည်သူတွေအားလုံးကလှူလာနေတယ်အကျန်းဖက်တွေကလွှဲနေပေါ့ဗျာဟိုအကျန်းဖက်ထောက်ခံသူတွေအကျန်းဖက်အဲ့ဆိုဒရိုင်းဒီတော့အကျန်းဖက်တွေဖြစ်နေတာပေါ့ဟမ်အဲ့သူစိတ်တာမင်းပြောတဲ့ဘဝမင်းတို့လှူလာလူပဲလူကောင်းဆိုရင်ဒရိုင်းဒီလုံးပြည်သူကအကျန်းဖက်ပေါ့ဟမ်မင်းတတိရှိလို့အဲ့ဒီရွေးကောက်ပွဲကိုလက်ခံလားလက်မခံဘူးပြောလို့ဘာမှအပြစ်မရှိဘူးဆိုရင်မင်းမေးကြည့်လိုက်လေ မဲပေါင်းထောင်ရဲလားဟမ်ဘာသာသရှိတာမပြောနဲ့လက်တွေ့ကြကြစကားကိုပြောပကတိအရှိတရားကိုလက်ခံနိုင်ဖို့ကြိုးစားခင်ဗျားတို့လေနော်မင်းတို့ကြိုးစားလွှင့်ရင်မြန်မာနိုင်ငံမှာလာမယ့်ဒီဇင်ဘာမှာကျင်းပမယ်နော်ရွေးကောက်ပွဲကြီးအားလုံးကကြိုးစားလက်ခံနေအဲ့ဒါရှိရင်ရွေးကောက်ပွဲဥပဒေနဲ့ဆိုပြီးမဆိုင်တာကိုခင်ဗျားတို့ကခုလုံးလုံးလုပ်ပြီးတော့အသုံးမချနိုင်အဲ့တော့ဆရာတော်ကိုခင်ဗျားတို့လက်ရှိကြောက်လိုက်တယ်မှာနိုင်တဲ့ဆန္ဒတွေမှာထိန်းသိမ်းထားတယ်လို့ပြောတယ်အဲ့တော့အမြန်ဆုံးပြန်လုပ်ပေးပါဆရာတော်ရဲ့ဘုံကိုဆရာတော်လက်တို့အမြန်ဆုံးပြန်အပ်ပေးပါလို့တို့တို့ရန်ကုန်ကနေတို့တို့တောင်းဆိုနေပါတယ် တို့ရန်ကုန်ကနေမော်လမြိုင်ထိတော့မကြွချင်ဘူးဗျာတို့မှလည်းအလုပ်တွေနဲ့ခဏတို့လည်းအလုပ်လျှောက်တယ်တို့တို့လည်းအလုပ်လျှောက်တယ်အဲ့ဒါလေးပြောချင်တာပါကဲဒါကတော့ယူကျုံးမရအပူလုံးကြွပြီးဘူလုံးထနေတဲ့တူးစိတ်တာပဲဖြစ်ပါလေနော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအားလုံးတိမှာပါနော်အမျိုးဘာသာတာနာဆိုပြီးပေါ်လာတဲ့မျိုးမဘာသာဆိုတဲ့စကားလုံးအင်နာကောင်းပါလေနော်မင်္ဂလာရှိတဲ့စကားဘာဖြစ်လဲကိုယ်အမျိုးဘာသာကိုကာကွယ်စောင့်ရှောက်တဲ့သူမြတ်စွာဘုရားကလည်းချီးမြှောက်ထားတယ် ဒါပေမဲ့အဲ့ဒီမပါတာဆိုတဲ့စကလုံးကိုအရှိမထားပြီးလုံရက်တွေကဘာတွေလုပ်နေလဲပြက်တနာရှာတယ်မီးမွေးတယ်သူမပါတာကိုပြက်တနာရှာတယ်မျိုးစုံပေါက်ပန်း40လုပ်တယ်တကယ်မပါတာဆိုတာကိုမျိုးကိုပါတာကိုကာဝယ်စောင့်ရှောက်တဲ့သူဖြစ်ကမယ်ဆိုရင်နံပါတ်1ကိုမျိုးကိုပါတာကိုသူများပါတာဝင်နေသူများအမျိုးတွေဘာဖြစ်လာလဲလေးစားလာအောင်တန်ဖိုးထားလာအောင်လက်ခံလာအောင်ယုံကြည်လာအောင်လောက်ကမှမဟုတ်ဘူးလား ။သူများမျိုးငါနဲ့သွားတုံနေတဲ့သူနဲ့ကိုမျိုးကိုဘာသာကိုသူများဘာသာဝင်လက်ခံအောင်လေးစားအောင်အထင်ကြီးအောင်ချစ်ခင်အောင်လုပ်နေတဲ့သူဘယ်သူကအမျိုးဆောက်ရှောက်တာလဲ။အဲ့ဒါအဲ့နှစ်ခုကိုပဲကြည့်ပါပါ။တယောက်ကဟာငါမျိုးချစ်တယ်ကွာငါမျိုးဘာဘာသာဆောက်ရှောက်လို့ဟိအောင်ဟိုကအစ္စလာမ်ဘာသာဘာဖြစ်တယ်ခရစ်ယာန်ဘာသာဘာဖြစ်တယ်ဟိန္ဒူဘာသာစတဲ့ဖြစ်ဟမ်ကိုနဲ့အမြင်သူလိုက်ရန်ရှာနေမယ်စဲနေမယ်တယောက်ကတော့မလုပ်နဲ့ဟာဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်တို့ကဗုဒ္ဓဘာသာဗုဒ္ဓဘာသာဝင်နေဘယ်လိုမြင့်တာထားတာစသဖြင့်နော်အဲ ဘယ်သူကအမျိုးဘာသာကိုစောက်ရှောက်လာလဲလက်ရှိဒီကိုချောင်ကိုဒီမဖသားတွေပေါ်လာပြီးမှဒီဘက်အလုတ်လုတ်လားဒီဘက်အလုတ်လုတ်လားအဲ့ဒါအဖြေပဲအဲ့တော့ဒီမဖသားတွေဆိုတာကခင်ညွန့်လက်ထက်တဲကကိုချောင်ကိုကစတာထောင်နိုင်80ကျော်ကဒုံတုံးပြီးတနိုင်ငံလုံးဖြန့်ထုတ်ဝင်အဲ့ဒီဟာတွေကတကယ်ဘာသာရှင်းစစ်လူမျိုးရှင်းစစ်ပြင်းထန်တဲ့เนาะတောနေယဟန်နေယွာတွေဘက်မှာရှိတဲ့ဆရာတော်တွေအဲ့ဒီဆရာတော်တွေကြောင့်ဘုရင်ကပြောနိုင်ငံရေးဆိုတာသူတို့ဝေးတယ်သူတို့သူတို့ဒီဘာသာရေးအဆုံးအမအောက်မှာနေတယ် ဘာသာကိုယုံကြည်မှုကိုးကွယ်မှုလွန်ကဲတယ်အဲ့ဒါတွေကိုတို့တွေအခွင့်ကောင်းယူပြီးဘာလုပ်လိုက်စီယုံလိုက်မဘာသာအင်အားကောင်းတိစောက်လိုက်တိစောက်ပြီးတော့တို့ရဲ့ဥတီချက်ကပင်းကပြောသလိုတို့လိုချင်တာပေါ့အခုကျွန်တော်ပြောမယ်နေပြည်တော်မှာပလီစောက်နေတာမင်းအောင်နိုင်မဟုတ်ပဲနဲ့ဒေါ်အောင်ဆန်းစုကြည်ဆိုရင်ဒီကတော့နေတို့နေမလားအဲ့ဒါလေးပဲပြောနော်အဲ့တော့ကျွန်တော်ဖုန်းကြီးပြောလို့လာမှာဒါတွေကိုဖုန်းကြီးမတတ်မှတ်ဘူးအရေးကြုံကတော့နေတက်တိရှိရင်တင်ငန်းချွတ်လိုက်တတ်မတော်ထောက်ကန်နေဆိုရင်ယူနီဖောင်းဝတ်ရှင်းန်းထွက် နော်အဲသင်္ကန်းဝတ်ထားရင်ဘာသာလူမျိုးမခွဲခြားရတော့ဘူးတတဝါအားလုံးတို့ဗုဒ္ဓဘာသာဆိုတာနော်ဟိုလူလူချင်းတောင်မှနင်ကအစ္စလာမ်နင်ကခရစ်ယာန်နင်ကဘာမှလို့တော့ခွဲဖို့ဆိုတာဝေးကြီးအဲ့တော့လုံနိုင်လို့မလုံနိုင်ရင်အေးစင်းနေတာသနာတော့မဖြစ်ကြနဲ့နော်အခုလက်ရှိမြန်မာပြည်ကအရေးကြုံနေတာဘာလို့နေတာတာသနာဖြစ်နေတာဗုဒ္ဓဘာသာကိုရည်ရွယ်ချက်ရှိရှိဖြစ်နေကြတာဒါကိုအားလုံးသိဖို့လိုအပ်တယ်